စကိုင်းတောင်ရိုးမှာရှိတဲ့ရွှေဟင်းသာတိုက်တဲ့ဖုံတော်ကြီးအကြောင်းမှာငလင်တန်ကြောင့်ဖုံကြီးကျောင်းဆောင်ပေါင်း30ကျော်ပြိုကျပျက်စီးခဲ့ပြီးတန်ဃာတစ်ပါးနဲ့ကိုရင်၅ပါးလူပုတ်ကို12ဦးစုစုပေါင်းသေဆုံးသူ18ဦးရှိခဲ့တယ်လို့သိရပါဗျ။တိုက်တဲ့ရွှေဟင်းသာတိုက်တဲ့1298ခုကစတင်တည်ထောင်ခဲ့တာ။လက်ရှိမှာကျောင်းပေါင်း40ကျော်ရှိတဲ့အထက်ကတထကျောင်း2ကျောင်းနဲ့နထကျောင်း2ကျောင်း4ကျောင်းပဲကျန်တယ်။ ပြန်တဲ့ကြောင်းပေါင်း30ကျော်ပျက်စီးတယ်လုံးဝပုံကျသွားတဲ့ကြောင်းက9ကျောင်းတချမ်းပဲပြိုကျပျက်စီးတာကတော့20ကျော်အလုံးပျက်စီးတယ်အဲ့ဒီငလင်ဘေးကြောင့်ပြန်တစ်ပါးကိုရင်ငယ်5ပါးပြန်တော်မူတယ်လူပုဂ္ဂိုလ်အနေနဲ့7ရက်အလုံး18ရက်တိတိပျက်စီးတယ်ဒီကနေ့9ရက်4လဒီနေ့မနေ့ပါပဲရှင်းုံတင်ထားတဲ့အထဲက မျိုးသမီးတယောက်ထပ်ပြီးတော့ဆုံးတယ်။အဲ့တော့အလောဖြစ်ပေါ်ဆုံးတဲ့ပုဂ္ဂိုလ်က16ယောက်ဖြစ်သွားတယ်။လက်ရှိမှာပြိုကျပြင်ဆင်ခဲ့တဲ့ចောင်းဆောင်တွေကိုရှင်းလင်းဆောင်ရွက်မှုတွေပြုလုပ်လျက်ရှိပြီးတထက်ចောင်းဆောင်တွေပြန်လည်ဆောင်လုပ်ဖို့ရာထားကြောင်းဆရာတော်ကဆက်လက်မိန့်ပါတယ်။လက်တလုံးမှာတန်ဃာရော်ရီနေထိုင်တည်င်းတုံ့မို့နေရာအခက်ခဲမရှိပေမဲ့လေမိုးကြလာပါကအခက်ခဲရှိနိုင်တယ်လို့ဆရာတော်ကမိန့်ပါတယ်။နေထိုင်ရေးအတွက်ကတော့၄ဆောင်ကျန်ခဲ့တဲ့အတွက်ကြောင့် ဒီလက်ရှိတန်ခါနဲ့တော့ခက်ခဲတယ်လို့မပြောနိုင်ဘူးခုတကယ်ခက်ခဲတာကရင်းနဲ့မိရင်းနဲ့မိရင်းလည်းမရဘူးမိလည်းမရဘူးအဲ့တော့ရင်တွင်းရှိတယ်ရင်ငံတွင်းသုံးရအတွက်သုံးပြလို့ရတယ်သို့တော့ဆက်အားနဲ့ရည်တင်မှုတော့စီလို့တယ် ှိအားလို့တယ်ဟုတ်ပြီလားအဲ့တော့အင်သာတွေရှိတယ်အင်သာတွေကိုရေးပေးနိုင်မှုအတွက်ခုကတော့ကိုထုကိုတာပုံနဲ့ဆွဲပြီးတော့ခတ်ထည့်နေရတယ်အဲ့ဒီအတွက်လည်းပဲရှင်းစင်းနဲ့ရေးပိုက်ဒူရတာပေါ့လောလောဆယ်ဆယ်ရတော့စာရေးတောက်တွေအတွက်ကတော့အခက်အခဲပါတကူမှမရှိပါဘူးနော်အဲ့ဒီခုနကနေရင်းနဲ့မိုးကြလာလို့ရှိရင်တို့တွေကြီး ကိုအဆောင်ပေါ်မှာကိုနေလို့ရပြီမယ်လို့အခုတော့ဆယ်တော့ဘယ်သူမှဆောင်းနေဖို့မဝင်ရဲဘူးငလင်းရအများကလှုပ်နေဆောင်းပြမှာ ကြောက်နေကြတဲ့ပုံကိုယ်လေးကြီးပဲအဲ့တော့ယာယီရှင်သေးလေးတွေအပန်း20တာလောက်ယာယီရှင်သေးလေးတွေရရတော့ကောင်းတယ်ဟုတ်ကဲ့အဲ့ဒါပဲအခုလိုထိခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့တဲ့ရွှေဟင်းသာတိုက်တဲ့အတွင်းမှာစစ်ပေးဆောင်မိသားစုအများပြားလဲလာရောက်ရောက်ရှိခလုံးလျက်ရှိတယ်လို့သိရပါဗျ။